မင်္ဂလာပါကျဆာပါပြီ channel နေပြန်လေးကြိုဆိုပါရစေ။ဒီနေ့ပြပြချင်းရဲ့အကြောင်းအရာလည်းကျွန်တော်အားလုံးပေါ့နော်အမြင်နဲ့တက်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ဒီ topic လေးတွေပေါ့နော်။အဲ့တော့ ဒီကျွန်တော်ပြောတဲ့စကားတွေထဲမှာလည်းဘဝအတွေ့အကြုံပေါ့เนาะကျွန်တော်ရဲ့ဘဝတွေ့အကြုံတွေပါတယ်ပြီးတော့ကျွန်တော်လူငယ်တွေကျွန်တော်ပြေကိုနားထောင်နေတဲ့လူတွေဆိုတော့အဲအတွေ့အကြုံဘုံသူစားတကူတကူရောက်လာမယ်လို့ထင်တယ်ပေါ့เนาะအားကြောင့်လည်းကျွန်တော်အမြဲတမ်းဗီဒီယိုတွေအားရင်အားရဲ့ဘူးသင်ဆက်ပေးရအောင်เนาะကျွန်တော်ကတော့ပေါ်ပင်လိုက်လုပ်နေရလို့မဟုတ်ဘူးကျွန်တော်ပြေမှာအမြဲတမ်းတင်နေရတော့ဒီပညာနဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်တင်နေပြီးတော့ကျွန်တော်ရဲ့ဘဝအတွေ့အကြုံအကြောင်းအကြောင်းအရာတွေကိုအမြဲတမ်းသက်ပေးနေပေါ့เนาะအဲ့တော့ဒီနေ့အကြောင်းအရာကျွန်တော်ပြပြပေးချင်တာတင်ယူတိုင်း တက်လားဆိုတော့တင်ယူတိုင်းလည်းမတက်ပါဘူးကျွန်တော်ကပါရမီရှိတယ်အဲ့ပါရမီရှိတယ်ဆိုတော့ကျွန်တော်ကမကြိုးစားဘူးဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ကအားထုတ်ဖို့လိုရပါတော့ဥပမာကထီပေါက်ကင်းရှိတယ်ကျွန်တော်ထီမထိုးဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ဟုတ်ပြီစီးပွားရေးအခြေရေးဘာသာရေးလူမှုရေးတော့ပြပနိုင်ငံရေးတွေဆိုကျွန်တော်တို့ဘေးရင်းတွေပိုင်းတွက်ကြတယ်လူရဲ့ရုံဟုတ်ပြီပြပထဖို့ကင်းရှိတာဆိုတော့ပြပထဖို့ကင်းရှိတယ် ရှိရဆိုရင်ပြပထွက်ကမယ်ဟာခုကိုကအစိုင်းဝင်မှာလုပ်ဖို့ထိုးပြပတော့တက်ချင်တယ်ပြပကိုထွက်ကမယ်ဒီလည်းကျွန်တော်တို့တွေလုပ်နေပြီဆိုရင်ဘာမှပြတာမဟုတ်ဘူးဟုတ်ပြီကျွန်တော်တို့တွေအောင်မြင်မှုရနိုင်မှာပါဘေးလင်းရရတော့တယ်ကိုမောင်နော်ဒီအောင်မြင်မှုလမ်းစာရှိတယ်ကိုရအားလုံးရဲ့ဆရာဖြစ်တယ်ဆိုမှတ်တယ်ကိုကဘာမှလို့အိမ်မှာငုတ်ထိုင်နေဆိုတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးပါရမီရှိတယ်ဘာမှလို့ဆိုဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ ံပါတ်၄ကြိုးစားအားထုတ်မှုရန်ကိုလိုပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကဖြစ်ချင်တယ်ဆိုရင်ဘယ်လောက်ဒီ level ကိုကျွန်တော်တွားကြတယ်ဆိုတော့ပုံမူပြီးတော့ကျွန်တော်တွားရမှာကျွန်တော်အင်းငယ်ဘူးရအိတ်လိုက်စားလိုက်ပြီးနေခဲ့ဘူးရအသက်20ဝန်းကျင်မှာကျွန်တော်နေခဲ့ဘူးရအိမ်မှာကိုမိဘလုပ်ဆောင်ကိုကျွန်တော်ထိုင်စားတယ်စားနေတာစားတယ်သုံးနေဖြုံးနေအိမ်မှာနေခြင်းလိုနေတယ်နော်အဲ့လိုမျိုးဘဝနဲ့ကျွန်တော်နေခဲ့ဘူးရ ဒါပေမဲ့နောက်ပိုင်းကျွန်တော်အတွေးတခုရပါတယ်ခေတ္တကာလအချိန်ကြီးကကျွန်တော်တို့နေခဲ့ဘူးလေနေရမဟုတ်တော့ဘူးကျွန်တော်လက်ပိတ်ဆိုင်ကျွန်တော်သွားထိုင်နေငွေတော့ဘယ်တော့တောင်ထိုင်နေမထိုင်လဲဆိုရင်ညဘက်ကျွန်တော်တို့ဒီ9:00နာရီထိုင်နေဆိုရင်ည7:00နာရီတိုင်းလောက်ထိကျွန်တော်ထိုးတယ်မနက်ကျပြီဆိုတော့ကျွန်တော်တို့ဒီအဲဖပြီးတော့မှမနက်ပိုင်းစက်ကြီးသွားထိုင်နေနေ့တစ်ပိုင်းလည်းသွားထိုင်နေအဲ့မှာနေအချိန်ကုန်အဲ့တော့ကျွန်တော်မသိကြလဲဆိုတော့တပည့်ဆိုင်မှာစကားတွေပြောကြတယ် ။ဘာကြောင့်ပြောကြရလဲဆိုတော့အဲ့ခေတ်အဲ့ကာလအချိန်ကိုနော်ကျွန်တော်2030ဝန်းကျင်ပေါ့နော်30ဝန်းကျင်ကတော့ဒီအဖိုးဆိုင်နေထိုင်နေတချို့ကြီးကတော့ဘဝဲဝန်သာပါလေဆိုတော့ဘဝဲကြီးကြတယ်ဂိမ်းဝန်သာပါလေတူကြီးရတယ်ဂိမ်းကြီးဆော့ကြတယ်ပေါ့နော်။ဒါမှဘဝလမ်းကြောင်းတော့ကိုရှောင်းအောင်ပို့တော့ကိုအချမ်းရင်းကြီးဘလို့မှမပေးဘူး။အဲ့ဒီတိုင်ဆက်နေလို့ဆိုရင်ကျွန်တော်ဘဝကြီးကရေစုံမျောပြီးတော့မှပြီးဆုံးပါတော့เนาะတချင်းလေးလာတယ်အချင်းတော့ကျွန်တော်ဖေးတယ်ပြီးတော့နံပါတ်၁ချက် ကျွန်တော်အရွယ်မရောက်ခင်စိတ်မခံမိပါစေလို့ဆိုတဲ့စကားတစ်ခုရှိတယ်။အဲ့ဒီစကားကိုကျွန်တော်ကြားလိုက်ရတဲ့အချိန်မှာကျွန်တော်ငါအသက်အရွယ်ပိုင်းခြားတစ်ခုမှာတစ်ခုမှတစ်ခုလေ့လာပြီးတော့ငါလုံမအောင်ဖြစ်တော့မယ်ဆိုတဲ့အတွေးကိုကျွန်တော်ဝင်လာတယ်။အဲ့ဒါကြောင့်လည်းကျွန်တော်စူးစမ်းပြီးတော့မှကျွန်တော်လုပ်။ပြပဆိုတဲ့အရာကိုကျွန်တော်ဖတ်ဖို့လုံးဝမစင်သာခဲ့ဘူးကုမ္ပဏီငယ်မှကုနေမဲ့အရာအကြောင်းနေမဲ့ကျွန်တော်လုံးချင်တဲ့ကျောင်းရဲ့ကိုပိုင်လုံးလေးလုံးမယ်ဆိုပြီးနေတယ်အကြောင်းအရာမျိုးမျိုးကြောင့်လည်းကျွန်တော် ်ပြီးပေါ့ကိုထွက်ကားကိုတော့ထွက်လာခဲ့တယ်။ဒါပေမဲ့ပြီးပေါ့မှာအချိန်ထုံးဖို့တော်တော်မဟုတ်ဘူး။ပြီးပေါ့ဆိုတဲ့ဟာပါလေအတွေ့အကြုံကိုကျွန်တော်ယူမယ်။ဘာသာစကားရေးလေ့လာမယ်။သူတို့ရဲ့လူမှုရေးဘဝတွေရဲ့အကြောင်းတွေကျွန်တော်မြန်မာနိုင်ငံနဲ့ဘယ်လိုမျိုးကွာလဲဆိုတဲ့ဟာတွေကိုကျွန်တော်လေ့လာမယ်။ဘာသာစကားရေးလေ့လာမယ်။သူတို့ရဲ့ရှင်ကျင်းမှုတွေလေ့လာမယ်။ အဲ့လိုမျိုးအများကြီးလာလို့ရတယ်။နောက်ပိုင်းကျွန်တော်အတွေ့အကြုံယူပွဲစဉ်ကုမ္ပဏီနိုင်ငံမှာကိုယ်အသုံးချပြီးတော့မှကိုယ့်လူမျိုးတွေကိုပြန်ပြီးတော့ support နဲ့မြန်ပြီးလို့ရတယ်။ပြည်သူတွေကိုပြန်ပြီးတော့မျှော်လို့ရတယ်ဆိုပြီးတော့ကျွန်တော်လုပ်လာတယ်ပေါ့နော်။ကျွန်တော်ကဒီဆိုင်ကိုလုပ်ထိုင်ပြီးတော့ဘာမှမလုပ်ဘူးဆိုတော့ကျွန်တော်ဘာကောင်းမှဖြစ်လာမှာမဟုတ်ဘူး။လမ်းမေးမှာပဲကျွန်တော်တစ်ဖေးဆိုင်မှာသွားပြီးတော့မှထိုင်ပြီးတော့မှကျွန်တော်ဘဝကိုဆုံးသက်မဲ့လူဖြစ်မှာပေါ့နော်။အဲ့တော့အချိန်မတန်ခင်စိတ်မခံမိပါစေနဲ့ဆိုတဲ့စကားအရင်ကအရေးကြီးတယ်။ကျွန်တော် အသက်ဘောနော်25ဝန်းကျင်25ခွန်တိမှာဒီလေလွင့်နေကြဘူးဒါပေမဲ့လေလွင့်နေလေတော်မြတ်လွင့်နေတယ်ဒါပေမဲ့လေလာနေယူတင်လာအောင်လေကျွန်တော်လေလာခဲ့တယ်ဘောနော်ကျွန်တော်ဒီ social media ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် YouTube တွေကိုလေလာတယ် content creator ဘိုင်းတွေကိုလေလာတယ်ဖုန်းတွေအကြောင်းတွေလေလာတယ်ကျွန်တော်ဝါသနာပါတဲ့ဟာတွေကိုကျွန်တော်လုပ်တယ်အဲ့လိုလုပ်ပြီးတော့မှကျွန်တော်ရဲ့ကျွန်တော်လုပ်နိုင်စွမ်းတွေကိုပို့ပြီးမြင့်တဲ့မြင့်အောင်ကျွန်တော်လောက်တာပြီးတော့မှ ဒီအချိန်ကြီးကြောင်ကြောင်လုပ်ခဲ့ပါတော့အဲ့လိုလူငယ်တွေလည်းကျွန်တော်ကြိုးစားစီတယ်ကို့မှာပါရမီပါတယ်ကိုကဘာမှမလုပ်မကြိုးစားဘူးဘာမှဖြစ်တာမဟုတ်ဘူးအဲ့တော့လောကကြီးကကျွန်တော်ကြီးအရင်ကကျွန်တော်ကြီးခက်ရှိပြင်းနေဘူးတဟုန်ကြီးခက်ရှိပြင်းနေဘူးသူများလည်းလည်းဆိုရင်ကျွန်တော်ကြီးဒီကို့နိုင်ငံမှာလည်းမဟုတ်ဘူးဒီပြည်ထဲမှာလည်းမဟုတ်ဘူးဒီကမ္ဘာကြီးမှာလည်းမဟုတ်ဘူးဒီတခြားအင်္ဂါဂျိုးတွေမတ်စတီနော်ဒီ ဂျိုပေါင်းမြန်များဆိုတော့သွားပြီးတော့မှထောင်တန်းပြီးတော့မှဒီငယ်ငယ်စီစီရှာပြီးတော့မှသွားနေဖို့အတွက်ဒီတော့စိတ်ပြန်မြန်နဲ့ဆိုတဲ့တခုံတို့ခရှိပေးလာပြီးဟိုးရင်တော့ကျွန်တော်သုံးနေတဲ့ရုံးပြန်ကီးဘုတ်နော်ကီးဘုတ်ပုံနေရတယ်ဒီမှာတော့ခေါလိုဂျိုပေါင်းနေလေဖြစ်လာပြီး test screen ဆိုတဲ့ detail ပုံကြီးကောင်းလာပြီးတော့ AI ဆိုတဲ့ခရီးရလည်းကြောက်လာပြီးအဲ့တော့ကျွန်တော်တို့ကကျွန်တော်ပညာရှင်တွေမှာရှိရတဲ့အတွေးခေါ်တွေကတော့ပညာရှင်တွေလို့ခေါ်ဆိုတဲ့အတိုင်း ကျွန်တော်တို့ရလူချင်းကျွန်တော်တို့ online ခောက်လို့ရတယ်ဆိုတာအမှန်လေလေ့လာပါလေ့လာယူပါဆိုရင်မှတ်သားပါကြိုးစားပါကျွန်တော်တို့အုံနောက်ထဲဘယ်ရမှမကောင်းပါဘူးဟုတ်ပြီ AI ကိုကျွန်တော်မေးလိုက်တယ်တခါကျရင်ကျွန်တော်မေးတယ်ဟုတ်ပြီကျွန်တော်စိတ်ကြီးရှုပ်ထွေးနေတာလောက်ကမယ်ဆိုတဲ့အားကိုနော်အဲ့ဒီလိုကျွန်တော်မေးလိုက်တဲ့အချိန်မှာသူပြပြတဲ့အချက်တွေရှိဒါတော့ဒီ AI ကတော့ကွန်ပျူတာတစ်ခုပတ်နေတာပါဘယ်အချက်တွေရတဲ့ပုံကောင်းမှာလဲလူတယောက်နေတယ် စဉ်းစားပြီးပြောတာမဟုတ်ဘူးတကယ်အချက်တွေရောနော်ဖြစ်စဉ်ဖြစ်တတ်တာတွေဒီကနေပြီးတော့ recommend ပေးရတဲ့ပုံသက်သက်တယ်ဒါပေမဲ့အဲ့ဒီလိုကျွန်တော် extreme man သွားပြီးရှုံးလို့မရဘူးနော်လူအောင်တော့လည်းလုံးဝမတူဘူးလူအောင်တော့တကယ်လည်းဒီကရှုံးပြီးတော့မှဒီ AI ဆိုတဲ့ဟာကြီးဖြစ်လာတာဒီဖုန်းတွေ mobile တွေစတဲ့ဟာဖြစ်လာအဲ့တော့လူရဲ့မှတ်ရချက်ကောင်းတဲ့အရာဘယ်အရာမှမရှိဘူး AI ကိုကျွန်တော်တချင်းပုံရိုက်ထိုင်တယ်အနှစ်သာရတကယ်လို့ရမှာပါတကယ်လူတစ်ယောက်ကရေးတဲ့အနှစ်သာရပုံပြီးတော့ မကောင်းဘူးဒိုလေးတင်းတင်းရှင်းဆိုရင်ကျွန်တော်တို့ဒီရွာကျောင်းရဲ့ခေါင်းဆောင်တန်မအဒီရှင်လေးဒီကာကြီးကာဝေးဘလူးကြီးအဲ့လိုရှင်းနေဆိုရင်လုံးဝအောင်မှာခရှိပြေးခဲ့အခုရှင်နားတော်ထဲမှာရင်ထဲရောက်တယ်တကယ်လွယ်မိုးပွင့်နေညဝတန်လေးဆိုတော့ကျွန်တော်ကြိုက်တယ်အခုလက်ရှိထွက်လာတဲ့ရှင်းနေဆိုရင်အချစ်အမောင်းအချစ်အမောင်းအဲ့ထဲမှာကျွန်တော်ရှောင်ပိတ်ဖီးတယ်ပေါ့အဲ့ဒီရှင်းနေကျွန်တော်ဖီးတယ်ခံစားရတယ်အာပြေးမှာဖြစ်တယ် မိုးရေဈေးပွားရေတုံးတယ်ဘီယာတွေရက်တွေတောက်တယ်နော်ဒီကာမလည်းပတ်သက်တဲ့ဟာတွေလိုက်စားတယ်ကျွန်တော်ကအောက်ပရအချင်းတစ်ခုရောက်လာတဲ့ခါမှာအသက်ရွယ်တစ်ခုရောက်လာတဲ့ခါမှာအရှမ်းကိုအကြီးကြီးမားမားလောင်လာရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် night light တွေမှာဖြစ်တဲ့ main key ကိုကျွန်တော်လေ့လာရှိရတာဘာဖြစ်လဲဆိုတော့ KDB ကလ KDB ကလ KDB ကလနဲ့အမြဲတမ်းအိမ်ဦးနဲ့ကျန်းမာရေးတွေပေါ်လာနေကြတယ် တော့မှအဲ့လိုမျိုးမဖြစ်လာဘူး။ကြီးဝင်လာ။အစ်စ်နဲ့တခုဆိုလိုချင်တယ်။သူတို့ပြင်းကမှာလှုပ်ရှားနေများပတ်စံတွေပြေးနေလို့ရှိတယ်။ဒါပေမဲ့အဲ့လိုရံရောတော့မပြောင်းွေးတော့ဘူးမင်းကြီးကြီးဝင်လာ။စစ်မှန်တဲ့ချင်းစစ်မှန်တဲ့မြတ်တာတရားကိုလိုရှားကြတယ်။ဒါပေမဲ့အဲ့ချိန်မှာသူတို့ဘဝတွေပြည့်စည်နေတယ်။သူတို့လိုချင်တဲ့ရံမရတော့။အသက်ရွယ်မှချတဲ့ခုပြောက်တဲ့ချိန်မှာအစ်စ်ကလည်းပြန်စားလို့ပဲဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့ရီက ကျောင်းသွားကြတယ်လမ်းကြောင်းပေါ်ကျောင်းတက်တက်မြေလမ်းကြောင်းသွားအပင်ဆိုင်ပေါ်လာပါလိမ့်ဒီမှာအပင်ဆိုင်ကြီးလမ်းပေါ်လေအပင်ဘယ်လိုလောက်ကလဲဆိုရတယ်ကျောင်းပြေးတာပညာနဲ့ပတ်သက်ပြီးတော့သွားကြတဲ့လူကပညာကိုရှောက်အောင်ပြေးတာဟုတ်ပြီကျွန်တော်မှာဖုန်းနဲ့အင်တာနက်တွေမရှိတော့ဘူးเนาะကျွန်တော်တို့တစ်ခုတစ်ခုကျွန်တော်လိုအပ်လာလူပြောင်းရဲ့ idea လိုပဲဟုတ်ပြီမြို့မှာပါခြင်းရရှိတယ်အောက်မှာပတ်သက်ရှိတယ်ကွာမင်းဘယ်လိုလုပ်လို့လုပ်ချင်လဲเนาะ ဲ့တော့ကျွန်တော်တွေကခုတွေ့နေတယ်မစမ်းသပ်နေဘာလို့ကောင်းလဲဆိုတော့ AI တော့မေးနေတာအချမ်းမသိတယ်တော့မေးနေတာအဖေမေးဒီတနေ့ချင်းတွေတော့မေးနေတာခုပုံတော့နေခုပုံကိုဆုံးဖြတ်နိုင်စုံမရှိဘူးလားဟမ်မယူရစမ်းလားဘာလို့လဲကြောက်တာဘာလို့ကြောက်တာအဲ့တော့ခုမနကိုတွေ့ခုမနကိုတော့ကိုလုံးမှာကိုမှားမှန်းကြည့်ရင်မမအောင်ကိုပြင်ပြင်အဲ့တော့ ဘဝလန်ခီယာရှိုင်းရမှုထိုးချောင်းပြီးညိုက်ခံဆိုင်ရဖို့လည်းအပြိုင်ဆိုင်နေရှိတယ်အပုတ်ချရည်ရှိပဲအမှုတွေပါရေဆိုင်ရရှိမယ်အများကြီးရှိအဖက်ဖက်ကနေဒီပြည့်စုံမှုတကူလုံးဝဖို့တကူကျွန်တော်အတွေ့အကြုံတွေပေါင်းပြီးတော့ဘယ်လိုမျိုးတွေဟာခွက်တွေဘယ်လိုမျိုးပိတ်ရမလဲဆိုတဲ့ IP ရတယ်ကျွန်တော်ဉာဏ်ပေါက်တမှုတွေစီးပွားရေးကိုလုပ်တယ်လူတိုင်းရုံလုံးမရဘူး ကို့ idea နဲ့ကို့အမှုလုံး Google Run season Google Run management တွေချောက်လို့ management လုပ်နိုင်လို့ဆိုရင်ကျွန်တော်လုပ်တဲ့ပုံစံနဲ့အကောင်ပစ္စည်းတွေပစ္စည်းဝိုင်းဆိုရင်ပြန်စဖို့ရတဲ့အနေအထားဆုံးရှုံးသွားတဲ့အရာကျွန်တော်ပြန်ပြီးတော့စလို့မရဘူး။ဘောကပြန်လာတာရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော် line မှာတွေ့ခဲ့မှုတွေရုပ်ရှင်ဝါသာပိုင်းကရုပ်ရှင်ထုတ်ရိုက်တယ်၊ရှုံးသွားတယ်၊အင်းဒီကားတွေရောင်းပြီးမှစီးစိမ်တဲ့အကုန်လုံးပုံပေါ်ပြီးမှဒီရုပ်ရှင်ထုတ်ရိုက်တယ်။ဘာမှမဖြစ်နေတာဘူး။ ရှုံးသွားတယ်အဲ့တော့လမ်းပေးရောက်လာတော့ဖြစ်ဖြစ်ဖြစ်အဲ့လိုမျိုးကြီးမဖြစ်ဘူးတော့ကျွန်တော်တို့ idea တွေကျွန်တော်အတူတူပြီးသွားပြီ A plan B plan C plan ဆိုတာဒူရိုက်ပါရှိလဘောကနီကတ်ထုတ်တယ်တော့မာစီထုတ်တယ်လာ Apple ကိုထုတ်နေတဲ့ပုံတွေဟုတ်ပြီစက်ပြီဆိုတဲ့အရာကအများကြီးမကောင်းဘူးမဟုတ်အပြစ်တွေလည်းပါလာတယ်တကယ်ကောင်းပါလေဆိုတဲ့ကနော် ီလက်ပေါ်ကနေပဲဖြစ်စေသူတို့ကထုတ်ပြီးသွားရင်ဆိုတော့စမ်းပြီးမောင်းကြည့်ရတယ်နော်စမ်းပြီးမောင်းကြည့်ရတယ်မကောင်းဆိုရင်ပြန်ပြီးတော့မှမေတင်းနဲ့ပြန်လုပ်တာရှိတယ်အဲ့တော့မှ customer တွေထောက်ရောက်ပြီးသွားပြီဆိုတော့ဆိုဆိုရင်တော့မှအစမပြေဘဲနဲ့ error တွေဖြစ်သွားတာရှိတယ်အဲ့ရှင်ကြီးနဲ့အဲ့ region နဲ့ရှိတဲ့ကားကိုသူကပြန်ယူတယ်ဒေရှာပြန်ပြီးမောင်းမှလည်းကောင်းလို့ဆိုတော့ပြန်ပြီးထုတ်လုပ်ပြီတခါကြရင်တော့မရောတော့ဘူးပြန်ပြီးကိုယ်ကပြန်ယူလိုက်တာရှိတယ်အဲ့တော့ ီကုမ္ပဏီရဲ့တကူကသူ့မှာဘတ်ဂျက်ရှိပြီပေါ့ဟုတ်ပြီငါတို့ဒီကားတစ်ခုထုတ်လိုက်တယ်ဒီ product တစ်ခုထုတ်လိုက်တယ်ဆုံးရှုံးသွားပြီဆိုရင် big plan ဆိုတာရှိပြီအဲ့ big plan မှာဘယ်လောက်ထိငါတို့ခံနိုင်ရှိရလဲဆိုတဲ့အားတစ်ခုရှိအဲ့လိုမျိုးသူကအများနဲ့ထားတယ်အဲ့တော့ကျွန်တော်တို့ပြန်လာနေတယ်အဲ့လိုပေါ့ပတ်စံသိမ်းပြရှိတယ်သိမ်းပြရရင်လည်းအဲ့တင်းရကကျွန်တော်ရင်းလိုက်တယ်ရင်းရင်းပြုံးလိုက်တယ်ပြီးသွားတယ်။ဘုဆက်ထက်လို့လာလို့ရှိတာ။ချီးကြိုင်လာပြီဖြစ်လာ အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုမျိုးပြန်လည်လုပ်ရမလဲဆိုတာရှိနော်အဲဒီခုမှာကျွန်တော်စတဲ့ခင်းတော့ပို့ရဟုတ်ပြီ၆လားကျွန်တော်ယူသွားတယ်တရက်ကိုအနည်းဆုံးကျွန်တော်ယူဘလောက်ဝင်မှာဒီလုပ်ငန်းရက်တူကြမှာဆိုတာကျွန်တော်ပြတ်ချက်ကမယ်ဟုတ်ပြီဒီအနည်းနဲ့ပုံဝင်ရမှာဆိုရင် view up ဘလောက်ရှိတာသူတွေကပါချက်တာတခါချင်းကိုကမိုဂထားဆိုင်ပြည့်တယ်ဒါပေမဲ့ဘေးပေါ်ဝင်ချင်ရှာတောင်းဆိုတဲ့ဟာကြီးကိုလည်းကိုကနားထောင်ပြီးတော့ထည့်ပေးရတာရည်ရှိတယ် ဘယ်လိုပြောလဲဟောငါတို့အေးမရောင်းဘူးအေးမချိုက်ဘူးဘာမှတော့ရှိရတော့ရောင်းဘူးဆိုပြီးရှုကအာအေးလေးရောင်းရှိပါလားဆိုရင်ဒီပောင်းရှင်တူရအဲ့ဒီတောက်ကြတယ်ဆိုတော့ဒါပေမဲ့သူတို့အချိုက်ပေါ်လိုက်ပြီးတော့အခင်အချိုက်ပေါ်လိုက်ပြီးတော့ကျွန်တော်တို့ကတပွေးတိမ်ကိုတွေ့ပြရအဲ့တော့လောကမှာလေးကားတော့အများကြီးရှိခင်ဗျအောင်ဝင်လာပြီဆိုတော့ကျွန်တော်လက်ချနေလို့ရှိတယ်စီးပွားရေးတန်ပတ်တွေရှိတာလေအားရောမလို့ကျွန်တော်တို့ကအချိန်တိုင်းအရမ်းချိန်အရာတခုမဟုတ်ဘူးလေးလာတဲ့ ကျွန်တော်လက်ဖက်ဆောင်သွားတယ်အရင်ကတော့တော့တယ်ဒီစားဘယ်လိုမှမဆောင်လို့ပြရကျွန်တော်တို့ကဝင်နေလောက်လာတာပေါ့နော်ဝင်နေလောက်လာတာ customer service နဲ့လောက်လာဖြစ်တယ်ပြီဒီလူကြီးကစားပြက်ကောင်းတာသူ့ရဲ့ personality ပေါ့နော်သူ့ရဲ့ဒီပြောပုံခိုင်ပုံတွေကကောင်းလားမကောင်းလားဆိုကျွန်တော်ကြည့်ခဲ့တာကြည့်ကျွန်တော်ပကန်ချတော့ဝင်ရောက်လာတော့ customer တွေပြန်ပြောလို့ရအဲ့ဒီလေအဲ့လိုလိုမလုပ်ပါဘူးဒါပေမဲ့အဲ့လိုလိုကိုယ်နေနေဆိုရင်တော့ ီပြောဖို့ဘာဖြစ်လဲမလို့လူတိုင်းကပြည့်ပြည့်ပဲလို့ရှိတယ်အဲ့လိုမျိုးเนาะအခု CI ကိုလည်းမကြည့်ရပါဘူး customer service ဆိုရတာလေအရင်ကအရေးကြီးတယ်အဲ့တော့ကိုယ်ဆန်ဆန်ကိုယ်ဆိုတော့ဆန်ကောင်တော့လိုက်စားမယ်ဘသူတွေကဘလို့ဘူးဆောင်ဖို့ပြည့်နေဆိုတော့အားလုံးကိုကျွန်တော်လိုက်ရှိတယ်အဲ့လိုမျိုးကိုယ်ဆိုင်ပေးတဲ့ကောင်အဲ့လိုမျိုးဖြစ်ရအောင် training ပေးရအောင်ဟုတ်ကဲ့ကျွန်တော်လည်းပေးဆိုင်ကိုလည်းဆက်တော့တယ်ဖြစ်နေဆိုတော့မနက်ပိုင်းကျွန်တော်တို့ စကားပြောမယ်ဘုန်းနေနေဟုတ်ပြီဝယ်ဆောင်မှုပြည့်စုံကတ်ဆမားရထူလာတယ်ကတ်ဆမားအားလားမအားလားဆိုတဲ့ပုံမူတည်ရကြည့်ပြီးပြီကတ်ဆမားဖွက်လာအောင်မယ်နော်ကတ်ဆပေါ်ကပစ္စည်းချမယ်ဆိုရင်ကျွန်တော်တို့ကတ်ဆမားအားတဲ့ပုံအားတဲ့ပုံမူတည်ပြီးတော့မှကျွန်တော်တို့ဘယ်ဘက်ကချရတာရှိရညာဘက်ကချရတာရှိတယ်အဲ့ပုံမူတည်မှာကျွန်တော်တို့မြင်မြင်တာရှိတယ်ပြီးတော့ recommend ကောင်းကောင်းပေးတဲ့ပုံတွေ အာဒီဆိုင်မှာတော့ဘယ်စားစာတွေကပိုစားကြည့်လို့ဆိုပိုပြီးကောင်းတယ်နော်ဘယ်လိုမျိုးတွေကပိုကောင်းတယ်အာဒီဟာကတော့မှားတယ်ဆိုရင်ဒါကတော့အဆက်လျှော့မှာအဆက်မလျှော့ဘူးလားဘယ်ကမှကောင်းကောင်းပေးနေတာဘယ်ကမှကောင်းကောင်းပေးပြီးစားပြီးကောင်းကောင်းပေးနေတယ်ဆိုရင်အဲ့ဆိုင်ကပိုပြီးတော့ပေါင်းတယ်အင်းမိတ်ကိုယ့်ရဲ့ဆိုင်ရဲ့အင်းမိတ်ကလည်းပိုပြီးတော့ကောင်းမွန်တယ်အဲ့တော့အဲ့လိုမျိုးပြောနိုင်လို့တော့ကိုကောင်းတော့တယ်နော်ကျွန်တော်ဆိုင်ပို့ရဆိုတော့အဲ့ idea ရကျွန်တော်မရှိဘူး idea မရှိဘူးဆိုတော့ idea ရှိရတယ်ဘူးကျွန်တော် င်းမြဲလို့ပြောဟုတ်ပြီကျွန်တော်ကဘယ်လိုဖွင့်လဲဒီခေတ်ကာလအခြေအနေမှာကျွန်တော်တော့တော့ဘယ်လောက်ရှိဘာလုပ်တယ်အဲ့လိုမျိုးတွေတကယ်မှန်ကန်တဲ့ပုံပြီးတယ်ဘောနောကိုယ်ရဲ့ခေအိုင်ဒီယာတူတဲ့လူကိုယ့်ရဲ့အတွေ့အော်ကိုလည်းသူကလေးစားတဲ့လူကိုယ်နဲ့လည်းသားစားတာတွေ့လို့သွားမိမဟုတ်တဲ့လူကလည်းပဲမသိတဲ့လူသွားမိလို့ဆိုတော့မဟုတ်စားတဲ့ပတ်သက်ပြီးဖွင့်မယ်ဆိုရင်ခေတ်ကာလအခြေအနေပုံစံတွေအများကြီးရှိတယ်ဒါပေမဲ့ဘုံတွေရဲ့အတူတူတော့ဘာကြောင့်မဆိုင်ပါဝယ်တက်လာလဲဆိုရင်အကြောင်းအရာတွေ ားရှိရှိကောင်းကွက်တွေအားပြုတ်ရနော်ကာစာမကဲကောင်းလာပစ္စည်းတွေပြောင်းသွားရဆိုရင် after service ကိုကောင်းကောင်းလာအဲ့ဒီပိုင်းကိုဒေရှာ user တွေသုံးဆွဲကြည့်လားလေကိုယ်ကဒေရှာရှင်းပြပါဟုတ်ပြီရှိုးတွေရှိတယ်ပစ္စည်းပြောင်းသွားရလာတယ်ဟာတပတ်လောက်ဆောင်အောင်လဲတပတ်လောက်ဆောင်တော့ဆောင်မဆောင်နိုင်ဘူးလို့သူမှအရေးကြီးတယ်အဲ့ဒီအချိန်မှာ customer care ကိုပို့ပြီးလုပ်မှာဖုန်းစာတို့ပေးထားတာ ုတ်ပြီကျွန်တော်ကတော့ဒီဟာတစ်ခုကိုဖုံးပြင်းနေဟုတ်ပြီကျွန်တော်လက်ခံတယ်ဒါတလအနေထားတော့ကျွန်တော်ကြားမယ်အစီအမံကျွန်တော်လုပ်ပေးပါမယ်ဟုတ်ပြီအဲ့တော့ customer အနေနဲ့သုံးဆရာဖုံးရှိဆိုရင်ကျွန်တော်ဆိုင်မှာဒီဖုံးရှိတယ်ဒီဖုံးကိုအစားထိုးတယ်နေလဲတလတော့စမ်းပြီးတော့သုံးပေးထားပါကျွန်တော်အချက်လက်ကို record ဖြစ်ပြေးထားမယ်အားလုံးအစီအမံဝါယူတရအစီအမံဆိုရယ်အဲ customer ရဲ့ပုံကိုကျွန်တော်ပြန်လိုက်တဲ့အခါမှာအဲ့ဒီပုံကိုကျွန်တော်ပြန်ပေးပါအဲ့ဒီအတွက်ကျွန်တော်ဒီပုံကိုငားရဲငားရမ်းထားတဲ့အတွက်ဘာမှလည်း check ချက်တွေပါပေးကြမလို့ဒါတော့ကျွန်တော် ကုမ္ပဏီကနေပေးတယ်ကျွန်တော်တို့ဆိုင်ရနေပေးတယ်ဝန်ဆောင်မှုပါဆိုပြီးတော့လို့ပြောလိုက်ပြီးဆိုတော့ customer တွေ့တယ်ဖုန်းကိုဒီမှာဆက်ပြီးလုပ်ကြရဆိုတော့သူကတော့ဆက်ဖုန်းတွေ့ဖို့ရှိတယ်အဲ့ဒါကြီးကကျွန်တော်ရဲ့ဆိုင်ရဲ့ဝန်ဆောင်မှုအဲ့တော့ဒီလူတွေကကျွန်တော်တို့ကအဆင်ပြေအောင်လုပ်ပေးလိုက်ပြီးဆိုတော့နောက်တဲ့ကိုယ်ဆိုင်ကလာဝယ်မှာပဲ review တွေလာရင်းပါလေအခုက social media ဖြစ်တယ်ဖြစ်တယ်ပြောမကောင်းဘူးဆိုရင်လည်းမကောင်းဘူးဆိုတဲ့အကြောင်း social media မှာပြောခွင့်နေ ကျွန်တော်တို့ဝန်ထမ်းတွေကျွန်တော်တို့ပြောပါဆိုတဲ့အကြောင်းသိရှာပြောလိုက်အောင်စကားတော့လုံးဝပြောစာရေးစုလားအစားတောက်ဆိုပို့ပြီးဆိုဟိုက customer တောင်းနေတယ် customer ဟိုအဲ့ဒါတကယ်လို့အဆင်မပြေဘူးပါဘူးငါတို့အဆင်ဟမသိဘူးအဆင်မပြေဘူးဆိုရင်ကျွန်တော်ပြောပါကျွန်တော်အားလုံးအဆင်ပြေအောင်လုပ်ပေးပါမယ်တကယ်လို့အချိန်ချင်းပညာပေးချင်တယ်ဆိုရင်ဒီမှာ all in နဲ့ကျွန်တော်ဒီစာရေးထားပေးထားပါတယ်အမှန်အချိန်ချင်းဖြစ်စေချင်တဲ့အကြောင်းအရာကိုကျွန်တော်ကို တော့အချိန်ကြီးကောင်းကောင်းလေးပေးပါပြီးစစအိတ်လေးတွေကိုထည့်ပြီးတော့ဒီပေါက်ကလေးကိုထည့်ပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီပိုကောင်းမွန်အောင်ကျွန်တော်တို့ဝန်ဆောင်မှုတွေလည်းလုပ်ပြီးတော့မှာဝန်ထမ်းတွေမကောင်းဘူးဆိုတော့ကျွန်တော်တို့ပြန်တုံ့ပြန်ဆုံးမှာပြီးတော့မှာကျွန်တော်တို့ဒီပေါ့နော်ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးနိုင်စပိုးရင်းနေနဲ့ဒီ customer တွေပေးပြီးတော့ကျွန်တော်တို့ recommendation တွေအဲ့လိုရေးပေးခဲ့ပါဆိုပြီးတော့တောင်းဆိုပေးတာတချို့ကအဲ့လိုမတောင်းဆိုဘူးဘာဖြစ်လဲဆိုတော့ရောင်းလိုက် ပြီးပြီဟိုကလူကမကောင်းလို့သူဆိုင်ဟိုတော့ပြောပါဘူးဟိုနော်ဟိုအချို့ကျတော့တောက်ထုတ်ခြင်းတွေလေအဲဆိုင်ရတဲ့အောင်မြင်မှုဖြစ်နေတဲ့အချိန်မှာမကြည့်ရလူတွေထိုးနေခြင်းတွေကြာတယ်မိုင်းမှာလည်းတက်ပြီးတော့မကောင်းစေရေးလိုက်တာအဲ့လိုမျိုးဖြစ်ရလို့ကိုကတခါတည်းထုတ်ထားမယ်ကွက်ရှိတယ်အများကြီးရှိတယ်ကိုပိုင်ဆိုင်ပဲဆိုအားကြောင့်မလို့ပြီးတော့ customer line ကိုကလည်းလို့စီပြီးလို့မရဘူး customer order price ရှိ customer မှားလို့ပြင်နေပြီးစီးတယ် ကာသမခိုးရတယ်ဖြစ်စီပစ္စည်းတစ်ခုခိုးရတယ်ပစ္စည်းမရှိဘူးဆိုတော့မှဟိုကကိုယ်ဝန်ဆောင်မှုဘယ်လိုကောင်းလဲဆိုတော့ကျောင်းပညာသားပါပါကိုကြီးကငါ့ကိုပြပြအောင်ပါဟာဒီကာသမခိုးရမယ်ဆိုရင်လည်းအဲ့တိုင်းပဲဖြစ်ဘူးစီစီရှာကိုပြောပြီးတော့မှနောက်မလုပ်ပါဘူးဆိုတော့အကြောင်းအရာအဲ့လိုမျိုးနော်တချို့လူဆိုရင်ဆိုင်ရင်းနဲ့အချက်ခွဲရတာပေါ့လို့ရှိတယ်ပေါ့နော်လူပြောင်းရဲ့အချက်အနဲ့တိတ်ခါကိုလည်းခွဲစရာလည်းမလိုပါဘူး။အကြီးမားတဲ့ပြဿနာဆိုတော့ဒီမျိုးပေါ့နော်။ ဲ့လိုမျိုးပေါ့အဲ့လိုမျိုးရှိအဲ့ဒါ customer service နဲ့ customer ကိုကြည့်ရစိတ်နဲ့နော်ကျွန်တော်တို့ဒီ customer support ရဲ့ပေါ့နော်ကျွန်တော် customer service after service ဒီပုံဒီလိုပါလူကြီးကကိုယ့်ရဲ့စာရုံကိုယ့်ရဲ့စိတ်နဲ့လာပါတော့အဲ့တော့ကျွန်တော်လေးတာတင်ရတာအများကြီးရှိတယ်နော်အဲ့တော့ကျွန်တော်ဆိုရင်တပည့်ဆိုင်မှာရှိကုန်ကြမှုတွေဒါပေမဲ့ကျွန်တော်ပုံစံတော့ကြိုးစားမယ်ဆိုပြီးတော့စိတ်နဲ့ကြိုးစားတယ် အတွေးခေါ်တွေရလာတယ်အဲ့တော့ကျွန်တော်ရဲ့ idea လေးကိုကျွန်တော်လိုင်းမှာပြောပြပေးရမှာเนาะအဲ့တော့နောက်ထပ်အကြောင်းအရာလေးမှကြည့်ကြအောင်လေဒီလေးတွေတော့ဘဝခေါ်ရတဲ့ရအောင်เนาะစူးစမ်းအားထုတ်ဖို့ရှိရပေါ့เนาะပြောရတဲ့အင်အားစကားလေးကိုเนาะအဲ့တော့နောက်ထပ်အကြောင်းအရာလေးကတွေ့ရအောင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်